နီးစုံ channel ပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ပြောပြပေးသွားမှာကတော့ဘိုက်မှာအစီအပိုတွေဘာကြောင့်စုဝေးနေရတာလဲဆိုတဲ့အကြောင်းရင်းရှင်းချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမပြောခင်နီးစုံ channel လေးကို like and follow နဲ့ subscribe လေးလုပ်ထားပေးပါအောင်နော်ဝမ်းဘိုက်မှာအစီအပိုတွေစုဝေးနေခြင်းဟာကျန်းမာရေးအတွက်မကောင်းတဲ့အချက်ဖြစ်ပါတယ်ဇီဝဖြစ်ပျက်မှုဆိုင်ရာယောဂါစုစီဂျိုနှလုံးယောဂါကင်ဆာစတဲ့ယောဂါတွေကိုဖြစ်နိုင်ခြင်းမြင့်မားစေပါတယ်။ဝမ်ဘာရဲ့အတွင်းပိုင်းအသေးနဲ့ကလေးစားတွေမှာပါအဆီတွေစုဝေးနိုင်ပါတယ်။ ကိုလေးချိန်တိတ်မများတဲ့သူတွေတောင်ဝမ်းပိုက်မှာစီပိုရရှိနေရင်ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။နံပါတ်၁သကြားဓာတ်များတဲ့စားတောက်ဖွယ်ရာတွေလူတော်တော်များများဟာတို့ချင်နာတာထက်ကိုကြားရီပူစားဖြစ်ကြပါဗျ။ချိုချင်းကိတ်မုတ်အချိုရီကော်ဖီလက်ဖက်ရည်စသဖြင့်စားသုံးလိုက်တိုင်းမှာကြားဓာတ်ကိုရရှိနေပါဗျ။သူတေသနာတွေအရကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ဝမ်ပိုက်အစီစုခြင်းအကြဆက်ဆက်နေပါဗျ။ စားကောင်းအောင်အချိုဓာတ်ပြည့်သွင်းထားတဲ့အစားအစာတွေဟာကယ်လိုရီတက်စေနိုင်ပါတယ်။နံပါတ်2အယ်ကိုဟောအယ်ကိုဟောဟာကျန်းမာရေးအတွက်အကျိုးပြုတဲ့အပိုင်းရှိသလိုထိခိုက်စေနိုင်တဲ့အပိုင်းတွေလည်းရှိပါတယ်။ဝိုင်နီကိုတင့်တင့်ုံတောက်သုံးမယ်ဆိုရင်နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေကိုညှော့နေစေပါတယ်။ဒါပေမဲ့အယ်ဘိုဟော့ကိုအလွန်ကျွံတောက်သုံးရင်အသေးရောဂါနဲ့တခြားကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။သူတည်သနာအချို့အရအယ်ဘိုဟော့ဟာအဆီတွေကိုလောင်ကျွမ်းမှုရောကြစေတယ်လို့သိရပါတယ်။ဒါကြောင့်ဝမ်ဘိုက်မှာအဆီတွေစုလာပြီးကယ်လိုရီတွေကိုလည်းတိုးလောင်လာပါတယ်။ နံပါတ်3ပုံပြောင်းစီပုံပြောင်းစီကကျမကြီးနဲ့မညီညွတ်တဲ့အစီအစဉ်ဖြစ်ပါတယ်။စားတောက်တွေကိုပုံမကြရှိခံမှုအတွက်ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာအသုံးပြုပါတယ်။ပုံပြောင်းစီတွေကရောင်ရမ်းမှုကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အင်ဆူလင်အာနိသင်တိုးခြင်းနှလုံးရောဂါနဲ့အခြားရောဂါတွေပါဖြစ်လာနိုင်ပါတယ်။သူတွေတနာတစ်ခုအရာ ပုံပြောင်းအစီစားသုံးသူတွေဟာမပြေဝစီစားသုံးသူတွေထက်1 byte အစီပုံမှုစုဝေးတတ်ပါတယ်။ နံပါတ်၄လှုပ်ရှားမှုနေခြင်းလှုပ်ရှားမှုနေပြီးအထိုင်များတာဟာကျန်းမာရေးအတွက်မကောင်းပါဘူးအဝလွန်တာအထူးသဖြင့်ဝမ်းပိုက်အဆီများလာခြင်းကိုဖြစ်လာစေပါတယ်သူတေသနာတစ်ခုအရတနေ့တာမှာ TV ရှိမှာ၃နိုင်အထက်ချိန်ဖြုံးသူတွေဟာတနေ့မှာတနေ့အောက်သာကြည့်ရှုသူတွေထက်အဝလွန်နိုင်ခြင်းနဲ့စပုံများကြောင်းသိရပါတယ်အထိုင်များသူတွေအနေနဲ့လေ့ကျင့်ခန်းများများပြုလုပ်ပေးသင့်ပါတယ်နံပါတ်၅အသီးဖြော်ရည်တွေအသီးဖြော်ရည်တွေမှာတခြားဓာတ်ပါဝင်မှုနှုန်းမြင့်မာပါတယ် ရေပူရအပြင်အသီးဖျော်ရည်တစ်ခွက်မှာတရား25ဂရမ်ပါဝင်ပါတယ်။အသီးဖျော်ရည်တွေမှာဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်နေပေမယ့်တရားဓာတ်ပါဝင်နေတာကြောင့်အင်ဆူလင်အာနိသင်ကိုမတိုးခြင်း၊ဝမ်းပိုက်အစီဆူခြင်းစတဲ့ပြဿနာတွေကိုကြုံနိုင်ပါတယ်။နံပါတ်6စိတ်ဖိစီးမှုစိတ်ဖိစီးလာတဲ့အချိန်မှာလူတို့ကအစာအသောက်တွေကိုပိုစားပစ်ကြပါတယ်။ပိုလာတဲ့ကယ်လိုရီတွေကိုကိုယ်ခန္ဓာတစ်ခုလုံးကအစီအတွေမှာတူလာရမယ့်အစားဝမ်းပိုက်မှာပဲစုဝေးလာတတ်ကြပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုဆိုတာကလည်းဝမ်းပိုက်မှာအစီပိုတွေစုလာရတဲ့အကြောင်းရင်းတွေကတစ်ချက်ပဲဖြစ်ပါတယ်။ နံပါတ်9အမြင်တတ်နေသောစားတောက်ပုံအမြင်တတ်တွေဟာကိုယ်လေးချိန်ထိမိဖို့အတွက်အရေးကြီးပါတယ်။အမြင်တတ်တွေဟာဗိုက်ပြည့်စေတဲ့ခံစားချက်ကိုပေးပြီးတော့စားလောင်မှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုထိန်းသိမ်းပေးပါတယ်။ကီလိုရီစားသုံးမှုကိုနည်းသွားစေပါတယ်။အမြင်တတ်10ဂရမ်စားတိုင်း1ဘိုက်မှာစုဝေးသွားနိုင်တဲ့အစီတတ်တွေဟာ3.8%ရာခိုင်နှုန်းနည်းပါးသွားကြောင်းသုတေသနတစ်ခုမှာဖော်ပြထားပါတယ်။အမြင်ဓာတ်ကိုစားသောက်မှုနည်းပါရင်တော့အဆီဓာတ်ကိုပုံမှုစုဝေးလာစေဖို့အခွင့်အလမ်းများစေပါတယ်။နံပါတ်၈အေးမဝခြင်း သူတေသနာတွေရာအေးအေးမဝသူတွေဟာကိုခန္ဓာအလေးချိန်တက်လာပြီးတော့အစီတွေပိုဆုလာနိုင်ကြောင်းသိရပါဗျ။တညတာကို9နာရီအောက်သားအိပ်ဆက်သူတွေဟာတညကို9နာရီအိပ်ဆက်သူတွေထက်ဆိုင်အဝလွန်နိုင်ခြေပိုများပါဗျ။ပိတ်သက်တို့တွေထဲမှာရောဘာကြောင့်ဘိုင်းမှာပဲအစီပိုတွေဆုနေရလဲဆိုတာမသိသေးတဲ့သူတွေရှိလား။တကယ်လို့ရှိတယ်ဆိုရင်တော့ဒီအကြောင်းအရာလေးကပြိသက်ကြီးတို့အတွက်အများကြီးအထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာလည်းဘိုင်းမှာပဲအစီရီလာစုနေတာဘာကြောင့်မှမသိသေးတဲ့သူတွေရှိရင်ဒီဗီဒီယိုလေးကိုမျှဝေပေးပါအောင်နော်။ ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့ newzone channel ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။တာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။